stock invested for beginners ဒီနေ့ stock ဈေးကခုန်တက်ရတဲ့အကြောင်းရင်း၄ချက်ကဘာပတ် American millionaire stock option ပညာရှင် channel ကျူဆိုပါတယ်ဘယ်နေရာကြည့်နေခုမှမှရေးတာပါ SME founder ဆိုရင်ဒီနေ့ဖွင့်တဲ့အခါမှာခုန်တက်ပြီးတော့ဖွင့်သွားပါတယ်တစ်ချိန်မှာတော့2%ဝင်းကျင်တော့တက်သွားတယ်ပြီးတော့ပိတ်တဲ့အခါမှာနည်းနည်းလေးပြန်ကျပြီးတော့ပိတ်သွားတယ် last တဲ့အဲ့လို 1.52%ပြိပါတယ်တစ်ချိန်မှာ2%အောင်ကျော်သွားပါတယ်ပြိတဲ့အချိန်မှာနည်းနည်းလေးပြန်ကျပြီးတော့ပြိသွားဒေါင်းကျုံလည်းအဲ့လိုပဲခုံတက်မျိုးဖွင့်တယ်ပြီးသွားရင်တက်တယ်ပြီးတော့ပြန်ကျတယ်တက်တယ်ပြီးတော့ပြိတဲ့အချိန်မှာနည်းနည်းပြန်ပြီးတော့ကျပြီးတော့ပြိသွားပါတယ်ရေရတူတဲ့ကြည့်ရမဆိုရော2.87%ကျနေတယ်နော်တိတ်မျိုးမလိုတော့ဘူးအားကြောင့်ပြောတာ never miss than best trading days of အားကြောင့်ပြောတာဒီလိုမျိုးတက်နေနေလို့လွတ်သွားမှာဆိုရင် နော် stop ဆီပြီးကြာအလဲငါဖြစ်သွားတယ်ကြာရချိန်ကဝဲအချိန်နော်ကဝဲတို့အရန်ကောင်းတဲ့ချိန်ဖြစ်ပါတယ်အဲ့တော့ဝယ်နေလို့ရှိတာရှိနေဆိုရင်ခမအမှရေးတာပါ stock secret တက်ရ reason နံပါတ်၄ရတော့ဆရာနဲ့ဆရာတပည့် trade လုပ်နေတဲ့ကြောင့်ပါအမှ option trade လုပ်တယ် microsoft call option ဆရာတပည့်1800ကျော်ညက်သွားတယ်เนาะတရက်ထဲမှာပဲခုံးတက်သွားတဲ့ကြောင့်ညက်သွားတာပါ ပြီးတော့ Microsoft တွေမကအောင် Meta ရှိနေတဲ့1239เนาะပြီးွားရဲ့မှာတော့ရှိတယ်အော် Broadcom Broadcom သူ trade လုပ်ထားတယ်420เนาะဒီတပည့်လေးကအရန်ကြိုးစားတယ်ဆရာကိုဗီဒီယိုကြည့်နေတာတနေ့နှစ်နှစ်ယောက်ရှိတယ်တင်းတန်းတက်လာတယ်တနေ့တော့ရှိနေပြီတင်းတန်းအကုန်ပြီးအောင်တက်တယ်ပြီးွားရဲ့အာ Patreon join လာတယ် Microsoft ဟိုဟာ Microsoft ခေါ်တယ် ေါ်တော့ပါတယ်အဲ့ဒါကြောင့်သူမဲမန်ကိုဆော့မန်ဒါလောဆရာနဲ့မန်တိုရှစ်ခေါ်ခေါ်ပြီးတော့အေးဒီတပတ်တက်ဖို့ဂိမ်းများတယ်ဆိုပြီးတော့ဆရာစီရနေသူကအဖြေကိုနှိုက်ထုတ်ရတယ်နှိုက်ထုတ်ကစမတ်ဖြစ်တယ်စမတ်ဖြစ်တော့ကြောင့်သူအရင်မြတ်သွားတော့ဘောနော်အဲ့ဒါကြောင့်အောက်ဆူစပါပေါင်းတာဆိုရင်ဘယ်တော့မြတ်လဲဆို3500ကျော်မြတ်တယ်နော်တိတ်မကြောက်တော့တရက်နှစ်ရက်တော့ပဲဟာ congratulation congratulation နောက်ဆိုရင်ဒီတက်ပို့ပြီးတော့မြတ်အောင်ကြိုးစားပါပို့ပြီးတော့ဆက်ပြီးတော့ဆရာလူမျိုးကဘာပတ်နိုင်ပြီးတော့မင်းလား ဖြစ်အောင်ကြိုးစားပါဆက်ပြီးတော့ကြည့်မယ် reason နံပါတ်3ကတော့ဘာကြောင့်ဆို meta distortion ခုံးတက်သွားတဲ့ကြောင့်နော် meta distortion ဆိုရင်ရရတူတဲ့ဆိုရင်4.151ပဲကြာတယ်5လေးဆိုရင်4.6ပဲတက်တယ်တက်ဟိုတနည်းဆိုရင်တော့တက်တယ်တက်3.29%အော5 year ဆိုရင် S&P 500တော့ A6B လုံးတယ်နော် meta distortion အဲ့တော့ဘာကြောင့်တက်တာအဲ့ဒီ support ရှိရတယ် အန်နီဆိုဖော်မနီယာညနေရဈေးကွက်ပိတ်ပြီးတော့အန်နီဆိုဖော်လုံးလည်းထင်ထားရရန်ပူကောင်းနေတယ်။ဟောအဲ့အကြောင်းဒီနေ့ဖွင့်တော့ Meta Store Share ထိုးတက်ဘာလိမ့်မဲ့ထူကြ။ Meta Store Share ဒီ EPS ထင်ထားတာ5.28တကယ်ထွက်တာ6.43ဟာ Revenue ကတော့ပဲ41.40ထင်တာထွက်လာတော့42.21ဟာတနည်းတနည်းရှင်းရမှာဆို60%တက်တယ် เนาะ first quarter ပထမဆုံး3လမှာဆိုရင်အရင်နှစ်ရရှင်လမ်းဆိုရင်16%တက်တယ် net income အမြတ်မွေရတော့35%တက်တာပဲအရင်နှစ်ရဆို12.27ဘီလျံဒီနှစ်က16.64ဘီလျံ second quarter ကလည်း42.5ဘီလျံနဲ့နေလို့45.5ဘီလျံရှိမယ်ခံမလားစူစူဇန်လေးရနေပြီးတော့ finance အာအမျိုးသမီးကပြောတာတယ်เนาะ matter ရဲ့ finance အုပ်ချုပ်ရေးမှုကပြောတာပါတယ် finance တော့ဘန်နာရေးမှုပေါ့ analyst expectation က44.03ပြည်တယ်ရှိတယ်။အဲကြောင့်တိမ့်ဖို့မကြောက်ဘူး။ဒါပေမဲ့သူနည်းနည်းတော့တတိပေးတာ။အာရှ online နဲ့ပတ်သက်တဲ့ဟာ e-commerce ပတ်သက် exporter ရဲ့เนาะတင်တင်ပို့ကုန်လေ။အာသူ့စီက advertising ပတ်စံနေရနည်းနည်းနေသွားတယ်။เนาะဘာကြောင့် terrible ကြောင့်ဒါ Brazil Trump နဲ့ terrible ကြောင့်ဒီလိုမျိုးတင်ပို့ဟာနေလူတွေကတင်ပို့ချင်းတော့မပို့နိုင်တော့လေကြော်ညာနေနဲ့ short နေမှာပေါ့။ ပြီးတော့ meta ပြောတယ်သူက2.25 expansion ဆိုရင်နည်းအောင်လုပ်တယ်နော်အစကဘယ်လောက်ထင်လဲ114 billion နဲ့မျိုး119 billion ရှိမယ်ပြောထားဒါပေမဲ့စုစုပေါင်းအတုံးစိ113 billion နဲ့118 billion ပဲထိပဲ short ချတာပါလေဒီနှစ်မှာဒီနှစ်မှာ focus ဒါပေမဲ့ capital expenditure တော့များပါတယ်နော်အစက60 billion နဲ့65 billion အခု64က72 billion ဘာကြောင့်လဲဆိုတော့ data center မှာ investment ပို့လို့ AI နဲ့ပတ်သက်ပို့ investment လို့ ်လို့ artificial intelligence ပြီးတော့ infrastructure hardware မှာဈေးကြီးကြမှာလေ table ကြောင့်အာ twin ကုန်နေဈေးကြီးတဲ့ကြောင့်ဒီ PC ရဲ့ဈေးကြီးပါမယ်အဲ့တော့ဒီ PC ဈေးကိုမြင့်တယ်အဲ့တော့ total expense ကြောင့်နေပါတယ် capital expenditure တော့များလာဆိုဘာကြောင့်လဲဆိုတော့ဒါ total expense ဆိုလူဦးရေ short နိုင်ပါမယ်ဟော AI တဖြစ် total လာပြီဆိုရင် company ကအရင်ကလူအယောက်တရာလိုအပ်အချိန်မှာ AI ဆိုရင်10ယောက်တော့ပဲလိုလိုရတော့ဟာတခြားစဉ်းစားတော့ ။တခြားစစ်တော့ AI investment လောက်အောင်တော့ကုန်ကျစရိတ်ပို့ပြီးများများလုပ်တယ်။ဒါပေမဲ့စုစုပေါင်းကုန်ကျစရိတ်ကြောင့်နှဲသွားတယ်။အဲ့ရဘယ်နေရာမှာနှဲသွားလဲ။လူ short နေရာမှာဖြစ်မှာပေါ့။ဟုတ်တယ်မလား။အဲ့ကြောင့်ပြည်သက်ယူအမြဲတမ်းအမြဲတမ်းမှတ်ထားပါ။နောက်ပိုင်းကျရင်အလုပ်တွေရှားလာနိုင်မှာ။အဲ့ကြောင့် stock investing ဆော့ဆော့လုပ်ထားတယ်။အဲ့မှာကိုကမိုးရွာတဲ့အချိန်မှာအေးစစ်စစ်လေးအိမ်ထဲမှာနေနေပြီးတော့ နော်သမင်းစောင်းရတယ်တင်ပြီးကြည့်လို့ရတယ်ဘာမှစစ်ပူစံမလို့သူများရေမူအာမိုးရွာတဲ့ချိန်မှာမိုးဆိုပြီးတော့အေးပတ်နေချင်းနော်အဲ့ကြောင့်အရင်ကြီးကြိုးလုထားအာပြီးွားရေဘာတွေထူးကြတယ်ဘာတွေထူးကြတယ်ဆိုတော့ရအန်နီဆပ်ပอร์ตကောင်းတယ်ကောင်းတယ်ဆရာအနေနဲ့ဆိုရင်ဒါအေးပေးမယ်နော်အေးပေးမယ်တော်တော်ကောင်းတယ်အန်နီဆပ်ပอร์ตအာအယ်ဖာဘက်တပူကောင်းတယ် Google တပူကောင်းတယ်နော်ပရိသတ်ရောဘလို့သဘောရပါနေတယ်မေတာရယ် Google ဘယ်ဟာပူကြိုက်ပါလဲခုံးမမှရေးတာပါ နောက်တစ်ခု reason number 2ဘာလဲဆို Microsoft Microsoft ခုံတက်တယ်7.63%ခုံတက်ဒီနေ့နော်လုံးကဲ9ရက်မှာဆိုရင်9.74%တလားဆိုရင်11.31% year to date ဆိုရင်1.6% year အော်ဒါ Microsoft positive ဖြာစပြီးဖြစ်နေပြီ year မှာဒီနေ့ပါ5 year ဆိုတော့ S&P 5တော့ beat up beat up လည်းဒါပေမဲ့ meta တော့မများ meta 180ကျော်တယ်လေနော်အဲ့တော့ Microsoft ကတော်တော်လေးထူးခြားတာဒီလိုခုံတက်မှုဆိုတာတော်တော်လေး ရှားတယ်အများဆုံးပြ Microsoft က2% 3%တန်တန်ကျတာဖြစ်ဖြစ်နေမယ်အာသူအများကြီးကျတာရှိမှုတယ်ဒါပေမဲ့ဒီခုံတက်ဆိုတော့တော်တော်လေးကောင်းလို့ဖြစ်မှာပေါ့ Microsoft store ရှင်တက်ဘာကြောင့်ဆိုတော့ result လည်းကောင်းတယ်ပြီးသွားရင် focus ဆိုတော့သူမြင့်နေတဲ့ကြောင်ပို့ပြီးတော့တက်လာပါနော် Azure Cloud Business ကထင်တာကပို့ပြီးတော့အများကြီးပို့ကောင်းတယ် revenue ကောင်းတယ် net income ကောင်းတယ်ဝင်ဝင်ကောင်းတယ်အမြင့်ဝင်ကောင်းတယ်နော် ်လူရဆိုးရင် President Trump ရဲ့ tariff တွေကကုမ္ပဏီကိုဘယ်လောက်ထိထိခိုက်မှာလဲဆိုကြည့်စဉ်းစားနေတိတ်ပြီးရောထိခိုက်ပုံမပေါ် Microsoft အဲ့ကြောင့် store share တက်သွား EPS 2.46ထင်တာ2.22 revenue က70.07ထင်တာ68.42အဲ့ဒါပြီးတော့ to focus ဆိုမြင့်နေတယ်ဘလို့မြင့်နေတယ်ထင်တာက72.26 billion เนาะနောက်ထပ် quarter မှာ तू ကပြည့်နေတာဘယ်တော့72.15ရတယ်74.25 billion တော့ तू က focus on a plus เนาะ result of a ပဲဆရာ a ပဲပေးမယ်စစဟို manner နဲ့ရှင်းတယ်ဆို a ပဲဒါပေမဲ့ focus ကအများကြီး तू ကပြည့်နေတဲ့အတွက် ပြီးတော့ azure group ကလည်းထင်ထားတယ်ပုံပြီးပြည့်နေတယ်အစထင်တာ21.5%ပို့ပြီးတော့ဒူဦးဒူရဲ့ company စီးပွားရဲ့ပို့ပြီးတော့ ape ape တို့ကြောင့်34% 35% growth ပဲအာအဲ့ဒါဆိုအရင်အရင်ကောင်းတယ် ။နော်အဲကြောင့် Microsoft Store ရှင်အဲလိုကြီးထိုးတက်သွား။ Microsoft ရဲ့ Meta ရဲ့ Bay Store ရှင်ပိုင်ပါနေတယ်။ဘုမမှာရေးထားတာပါ။မဝယ်ရသေးလို့ရှိရဝယ်ဖို့စိတ်ဝင်စားရလို့ရှိရရှိရဆိုအောက်မှာရေးထားတာပါ။ကြည့်အဲကြောင့် Microsoft ကောင်းတယ်။နော်ဝယ်ထားတဲ့ congratulation meta ဝယ်ထားတဲ့ congratulation နောက်ထပ် reason number 1 Nvidia တက်တယ် Nvidia ဘာကြောင့်တက်တယ်လဲ။ဘာကြောင့်တက်လဲဆိုတော့ meta ကလည်းပို့ပြီးတော့ AI infrastructure ဈေးတက်လာမှာကိစ္စမရှိဘူး။ လုံးဝမဖြစ်မနေတုံးရမယ်ဟာဟော AI နဲ့ပတ်သက် investment မလုပ်တော့ငေါက်ငေါက်ကောက်ကြပါလိမ့်မယ်ဟာဒုက္ခရောက်ပါလိမ့်မယ်အဲ့ဒီတော့ဘလောက်ပဲဈေးတက်ပါမစေ theory ကြောင့်ဈေးတက်တယ်ဖြစ်စားဖြစ်အောင်ပို့တုံးမယ်ဟဲ့ Microsoft လည်းတုံးမယ်ပြောတာလေနော် short မှာဘူးမှမပြောလေအဲ့တော့ Nvidia store share ခုံတက်တော့ဗော Nvidia ရဲ့ customer ရဲ့ Microsoft ရဲ့ meta ရဲ့နော် Google အဲ့လိုပဲ Google ပို့တော့မှပြောတယ်တုံးတယ်ပြောတယ်เนาะရှော့တယ်ရှော့တယ်ပြောတာတယောက်မှမရှိဘူးအင်အားနဲ့ပတ်သက်တာအဲ့တော့ Nvidia ခုံတက်လာဒါ5 days ဆိုရော4 watt 4 system ရေရတူတဲ့ဆိုတော်တော်လေးကြာတယ် Nvidia တော်တော်ကြာတယ်เนาะ Meta ရေရတူတဲ့ဆိုရင်အဲ့လောက်ကြီးတိတ်မကြအောင်啊 Microsoft ရေရတူတဲ့ positive ဖြစ်လာပြီเนาะအခု Nvidia မကြာရင်ပြန်တက်ပြီး positive ဖြစ်ဖို့ဒီ game လိုတော့တယ်เนาะ5 years ကြီး5 year Nvidia A75 ပေါ့ A75 တော့ A75 လောက်တယ်เนาะဆိုတော့ Meta တို့ Microsoft ကိုတနာတယ်လို့ Nvidia ပြောတယ်မင်းတို့တက်တာတော့က8နေတောင်ရှိတယ်အဲ့လိုမျိုး Nvidia 1048 at 78.64ပါစံเนาะအဲ့တော့ဒီနေ့နည်းနည်းကြာပါပါဆိုရစရာမရှိဘူးဆရာဆရာထင်ပြောเนาะအဲဝယ်ရမယ်မဆိုလို့ရောင်းရမယ်မဆိုလို့ကင်ထားမယ်မဆိုလို့ကိုယ့်အောင်စမင်းချာမြုံတော့ဒီလိုမျိုး store share ကောင်းကောင်းနေစောစောဆရာတပည့်တွေလိုမျိုးเนาะပတ်စံထောင်းချီထောင်းချီ အตาလေးမျက်ခြင်းဆိုရင်အဲ့လိုကိန်းများခြင်းဆိုရင် stock investing call option put options advance option day trade movement stock တက်ရောက်ရပါလေဒီတင်းတဲ့၅ခုလို့တင်းတဲ့ပြီးတော့တက်တဲ့လူရအောင်မျိုးရကိန်းပို့ပြီးတော့ညပါတယ်လိမ့်နေကို YouTube video description ကိုမှာပေးတော့ပါတယ်ဒီတင်းတဲ့တက်ပြီးသွားရဆိုတော့ဆေးရဘာတွေဝင်နေမျက်နေဆိုသိချင်ဆိုရင် option trading page ထောက်ကြောက်ရတဲ့ advance option page ထောက်ကြောက်ရပါတယ်တင်းတဲ့တက်ပြီးမှကြွပါတကယ်စူးစမ်းခြင်းလို့နှစ်ရှည် ကြိုးစားပြီးအောင်မြင်ခြင်းလို့ဆိုရင်တနေ့တစ်ခါပေးလို့ရတယ်အဲ့လိုမျိုးဟာမျိုးဆိုရင် ပို့ပြီးတော့ဈေးတက်တာပါလေရာရှိတက်တာပါလေ link တွေကို YouTube video description ကိုမှာမှာရှိပါတယ်ကလစ်နှိပ်ပြီးတော့ဒီနေ့ပဲ join လုပ်ရပါတယ်တက်လိုက်တာပို့ရချိုးရင်းရှိတယ်။ဒေယာမျိုးပို့ကောင်းပါလား။ဒေယာပို့ကောင်းလဲဆိုတော့ဆရာကနင် app from နင် app channel ငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒါတွေကသူအကြိုက်ဆုံး ီပေါ်တွေကအရင်ထိရောက်တယ်။ကဲအဲ့လို expert မဖြစ်ပေမဲ့ CIA ရဲ့ဒီ app တင်ပါလေ။ Action party ကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ဆရာဆရာကြီးကတော့ဘာမှနားမလည်တယ်လို့เนาะဆရာပြောတဲ့အတိုင်းပဲ line လုပ်ပါတယ်။ဒီဟာတွေကိုအတိအကျတိကျတိုင်းလုပ်တယ်။လုံးဝအချုံမရှိဘူး။ ့ Hello ဆရာ CIS တော့ share ကလက်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြှပ်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIS အပေါ်တခါလေးမှဖမ်းနိုင်မှာပေါ့နော် နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လက်လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နေ့နေ့လေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ် ဒီမှာဆရာဒီတန်းတဲ့မိရနဲ့တလားကလေးမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့သင်ကြားပါလိမ့်အခုတော့အဲ့လိုမြရလိမ့်ဆရာရေးတဲ့ကျေးဇူးပဲဒီ New York နိုင်ငံလေးနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလိမ့်တော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှိရင်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပိုင်းကျေးဇူးတင်တဲ့ဆရာကြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းစောင့်နေရကြာပါပြီဆရာကြီး မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ရဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်